မေရခေါ်ပြောတယ်ตาရဲ့ဒီနေ့စဘာပေါ်ရဲ့အမေသားကိုရှင်ပြုတ်မယ်နော်မသားလေးကိုရှင်ပြုတ်မယ်ဟုတ်ကဲ့မေအေးဦးပြီးစိမ့်စိမ့်သင်္ကန်းဝါးဝါးနဲ့သားကိုရင်ရဲ့တပိတ်တော်ရဲဆွန်းလောင်းရတဲ့အရသာအမေတို့မူးစုပဲစုနဲ့ဆုလာတာသုံးပါပဲပါနော်ตาတပိတ်တော်ရဲအမေဆွန်းလောင်းခြင်းနဲ့အဖေဆွန်းလောင်းခြင်းနဲ့မြတ်စွာဘုရားတို့တဝါတရားတော်တွေတဝါသံဃာတော်အရှင်သူမြတ်များတို့ တော်ဝါသုံးဝါတော့ဝက်ပါသားရဝက်မယ်အမေပေါ့လိန်မာတဲ့သားညကြချစ်သူနဲ့ချင်းတွေ့တယ်ရှင်ဘနဝါဝက်မယ်စိတ်ကူတော့အမေကတော့သုံးဝါပြောတယ်အာကျမတော်ဝါပဲအမခံနိုင်မယ်နော်ရှင်ဘသူကသုံးနဲ့စောင့်နေမှာတော့ချစ်သူကပြောလိုက်တော့အမေကိုသွားပြန်ချွတ်ညကြအမေအဖေလည်းလေရဲစင်းရတာပင်မမှာတယ်မြဲသုံးဝါယူမရပါဘူးလားတော်ဝါတော့တော်ပေါ့ မလုတ်ပါနဲ့သားရဲ့ပေါ့မေရအမြဲကြီးကြမြဲကြတော့ဟုတ်ပါပြီအမေပေါ့ထားပါတော့ဒီမှာချစ်သူနှစ်ယောက်ရှိတယ်ယောက်ျားလေးချစ်သူက16နှစ်မိန်းကလေးချစ်သူက15နှစ်ဒီမိန်းကလေးကသူကိုယ်တည်းကြည့်တဲ့ချစ်သူကိုဥယင်လို့ခေါ်တယ်ရွယ်သူချင်းကြတော့မိန်းကလေးကလည်း15နှစ်ယောက်ျားလေးကလည်း15နှစ်ရွယ်သူချင်းချစ်သူကြတော့ကိုယင်လို့ခေါ်တယ်ယောက်ျားလေးချစ်သူက15နှစ်မိန်းကလေးက16နှစ်ကြီးနေရင် မောင်ရင်လို့ခေါ်တယ်တို့လူမျိုးကဥယျင်ဆိုတာအကိုရွယ်သူချင်းကြတော့ကိုရင်ကိုယ်တဲ့ငယ်တဲ့ဖြစ်သူကြမောင်ရင်လို့ခေါ်တယ်ဒါကြောင့်မမလေးပြုတ်ဥယျင်အဝင်မှာသာပြီးတော့ဗောဓိရွှေချောင်းဆိုတာတရက်ပင်နေပင်းနေပင်နေမဟုတ်ဘူးအကိုလို့ခေါ်တာဟဲ့ဥယျင်ဆိုတာနဲ့သစ်ပင်စိုက်ပြန်နော်တော်တော်ဆိုးတယ်နော်စာမဖတ်ဘူး င်ကာပူဆရာမတွေဟောဘာလို့မန္တလေးဆရာမတွေပြောတာပါနော်နောက်ဆရာမတယောက်ကပူဆိုးသေးတယ်ဘာကောင်လာပြောင်းမိချောင်းခွေခွေမိုးအေးတဲ့ကျွန်တော်ဇနီးကမြေဘေးကအိုင်းတိုင်းဆိုတဲ့ရွာမှာတာဝန်ကြားဆရာမအတင်းနေအခုလေဘာကောင်လာဆိုရင်လေတဲ့မိုးလေးကဖွဲ့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 နဲ့ကြပြီးဟောက်မြေထဲမိချောင်းတွေဖွဲ့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 နဲ့တက်လာတော့ဟာဒီကောင်လေးလန့်သွားတယ်ကြည်စမ်းဒီအိမ်ရောက်တော့မေရတိုင်းနောစာလေးစင်ခတ်ပါဦးအမလီ ဝါကောင်းသတင်းကျုပ်ဟိုဘက်ဒဇောင်မုံကြမှာခတ်မယ်အဖေခတ်ခိုင်းဘာလို့တော့အမလေးဒီလိုဝါကောင်းလားဆိုမိုးလီဖိုးဖိုးဖုန်းနဲ့မိเจ้าကြီးခမရလှိမ့်လှိမ့်တက်တာခမရတော့တသက်လုံးမပြောခဲ့ဘူးဒီစားဆရာမကပြောလို့ပေါ့ဟင်းမိเจ้าမပြောပါနဲ့ဟေးအိမ်မြောင်တော်မတွေ့ဘူးပါဘူးတို့လိုလဲသက်60ကျော်ပါပြီဟာခမရစားသေးလဲပါတယ်ဆရာမလည်းပြောလိုက်တယ်မလို့နဲ့မလို့နဲ့သတင်းကျုပ်ဟိုဘက်မှာမေးကျွန်တော်ခတ်မယ်အဲ့ဒါကျွန်တော်မထူးကပြောရတာဟဲ့ မမူလာအောင် not the crocodile it's a flower ဘယ်မိချောင်းမှာလဲရေခက်ခဲလို့မရဘူးခလေးတွေဟမ်ဟုတ်လားဒီညီမနဲ့ပြန်ပြင်သင်လိုက်ပြရွာတွေကငါတိုင်လိုက်တယ်ပေါ့နောက်နေ့ကျဆရာမပြင်းတင်တယ်ဆရာမများထုံးစံပေါ့မလိမ့်တပတ်နော်မန္တလေးကဆရာမတွေပြောပါတယ်မနေ့ကသားတို့သမီးတို့လေတဲ့ဆယ်မတင်လာမိချောင်းဖွေးဖွေးမိုးအေးမိချောင်းတွေဖွေးဖွေးဖွေးတက်လာတယ်မလားတဲ့ခလေးတွေကတကောင်းနဲ့မျက်လုံးပြူးနေတယ် ဒီခေတ်မဟုတ်တော့ပါကွယ်တဲ့ဒီခေတ်တော့မော်တော်ပန်ကာတွေခုတ်လို့သေးကုန်ပါပြီတဲ့စာမဖတ်တော့ကျုံတယ်လူကြတယ်လို့စဉ်းတာအတန်းထဲမှာ90ရှိရင်ဒီဆံမ16နှစ်လောက်အလုပ်လုပ်တယ်ဆိုမြောက်သားကြည့်တော့ဘလို့အမှားတွေများလိုက်ပြီနော်စာဖတ်ကြပါပေါ့နော်နောက်ဆံမလေးတစ်ယောက်ကတော့အတန်လေးနဲ့သင်တာသူကစာပလွင်ရင်မပိုက်ပါလို့ ကျောင်းတော်ကိုတဲ့လိုင်းမဲပြင်းဟာတော်လိုက်တာသမီးလည်းပေါင်းဘယ်ကသမီးဘသူတင်ပေးတော့ဆိုတတီစီယာအေးအတန်လေးနဲ့တင်ရတယ်ခလေးတွေကိုအဲ့လိုသမီးသိတ်သဘောကျတာပဲအတန်နဲ့တင်ပါကွယ်ပေါ့ယေရှုတင်ပါလေဆရာနင်စာပလူစာပါတော့ဩဆရာလည်းစာလေးရဲ့ပလူလေးရဲ့ပေါ့တဲ့ဒီကြီးတော့စာလေးနဲ့ပလူလေးဘုန်းကြီးကြောင့်ဘာသွားလို့ပါမှာတော့ဘုန်းကြီးကစာတော့ထားပါတော့ပလူပါလို့ပါမှာတော့ဟာ ခိကဘာဖြစ်တာခဏလူငယ်တွေနည်းနည်းကောက်အောင်မ popular culture ပေါ့ရေပန်းစားနေကျွန်တော်တို့ပြောခဲ့တဲ့ဂီတကျွန်တော်တို့ပြောတဲ့ကဗျာကိုပိုင်ရှိတယ်ကိုပိုင်ရှိတယ်ကိုပိုင်ရှိတယ်လို့ကျွန်တော်တို့ပြောနေရင်းနေကျွန်တော်တို့လူငယ်တွေကိုကျွန်တော်တို့ကလက်ဆင့်ကမ်းရတော့မယ်နှစ်ပေါင်း2000ကျော်ဘိုးဘွားမိဘအမြကတာဝန်ကျေခဲ့ကြပြီဒီရင်ချင်းမှုအမွေနဲ့အထုပ်ကိုကျွန်တော်တို့လွှဲပေးရမယ်လူငယ်တွေကိုကျွန်တော်တို့ကြည့်တဲ့အခါနှလုံးသားတွေမာကျောနေကြတယ် ။အုံတော်တကားဖွင့်ထားတယ်။ကဘာမဝေါ်မက်ဒယ်လစ်ရွှေစည်တည်ရ။ LCC ဆိုပထမပဲ။ဘာဆိုတရုတ်စကားပြောပထမပဲ။ဂျပန်စကားပြောဆိုလည်းပထမပဲ။မြန်မာလူငယ်တွေတော်လိုက်တာတော်လိုက်တာတော်လိုက်ကြနဲ့။အုံနောက်တကားကြီးဖွင့်ပြီးနှလုံးသားတကားကိုပိတ်ထားတဲ့အခါစာနာစရာရှိလို့လည်းမစာနာတတ်။ခံစားစရာရှိလို့လည်းမခံစားတတ်တဲ့ဘဝတွေဖြစ်နေတယ်။တချို့သောလူငယ်များလူကြီးသူမတွေ့လို့ဥညွတ်မှမသိဘူး။ ကိုဝန်ဆောင်မိခင်များကားပေါ်တက်လာလို့ဖယားမှမသိမျက်နှာလွှဲနေတယ်စသဖြင့်စသဖြင့်နှလုံးသားတွေကျွန်တော်တို့လူငယ်တွေမှာအုံနောက်တကားတွေပဲဖွင့်ပြီးနှလုံးသားတကားမဖွင့်တဲ့အခါကျတော့စာနာသာတော့မြန်မာတို့ရဲ့ချစ်စရာကောင်းသောရင်ကျင်းမှုသည်တဖြည်းဖြည်းတင်ကောလာနေတယ်ဆမ်မီကောက်ရှယ်ပေါ့မနေ့တိုင်းမနေ့တိုင်းကျွန်တော်တို့ကတကားလာခောက်နေတယ်ခလေးတွေကိုလည်းပြစ်မတင်နဲ့ရင်ကျင်းမှုအစ်စ်တွေကတကားကိုမနေ့တိုင်းခောက်နေတယ်ဖွင့်လိုက်ရင်အစ်စ်ဖြစ်နေပြီ ဖြတ်ချင်းယဉ်ကျေးမှု instant culture ကော်ဖီတို့ဖြတ်ချင်းပေါက်တဲ့ကော်ဖီမုန့်ကိုကျွန်တော်ရေထဲမှာပျော်တဲ့ဤပညာတွေ့ပြီးတဲ့နောက်ပိုင်း instant ဖြတ်ချင်းဖြော်တောက်လို့ရပြီကျွန်တော်ရေတော့မဟုတ်ဘူးအမေတို့ကကော်ဖီဖြော်ခြင်းအိုးတဲ့ဦးကြီးနဲ့တရတယ်ဒီနေ့ဆိုတော့ကော်ဖီမုန့်ထက်နိုးစည်းထက်တကြားထက်တောက်ကြည့်တော့ချိုလွန်းတော့ဒီနေ့ထက်ထက်ပေါ့သွားတော့ကော်ဖီမုန့်ထက်ရင်ထင်တယ်တစ်ခွက်စာဖြော်တာဓာတ်ဝင်တဲ့တလုံးရနော် အဖေစုမှာဆိုလို့နောက်ဖေးသွန်ပြရနော်အခုက ready made instant everything instant ကော်ဖီတုပ် instant ပဲနူဒယ်ခေါက်ဆွဲ instant ပဲဓာတ်ပေါက် instant ပဲအင်ဂျီ ready made ပဲဘုံတော့လို့ဆက်ဆရာစီသွားပြီးတော့အကြ ాయి စောင့်မနေရဘူးကျွန်တော်တို့ကုန်းဆောင်မှာဆက်ဆရာဦးသန်းနဲ့ကျွန်တော်အကိုအပ်တဲ့အင်ဂျီကျွန်တော်ဝေ့ရတယ်ကြာလွန်းလို့ ူးသန်းစီရမယ်အင်းကြီးချွတ်ရတယ်ဆက်ကလည်းတလုံးရှိတော့သူကဘိုးကြတယ်တကြီးတဲ့အင်းကြီးချွတ်ရတာပဲအင်းကြီးချွတ်ပြီး ground ကြိုက်ပြီးတော့လည်းလုတ်ပေးထားဦးသန်းကမှတ်လက်ရှိ26ဆိုသူမိမမလှရွှေတဲ့စာမတက်ဘူးမှတ်လက်ရှိ260တဲ့ခါတိုင်းတယ်ခါ38ခါတဲ့3800ရတယ် ဲ့ဒီတော့ထွက်လာတာပဲဘလို့ဘလို့တင်မရနှစ်ယောက်နှိမ့်နေတာမသိဘူးဒါပေမဲ့ကျွန်တော်တို့အမေကသွားရေးလို့ကျွန်တော်ကိုချုပ်ထားတဲ့အင်ဂျီတွေကတိတိလေးဖြစ်ပြီးဘလို့မဆွတ်မရမရတော့သူ့ဖြစ်ရှင်းနေရလဲကောင်းတယ်မင်းကွာကိုညီလေးညှာလိုက်ပါဟာအငယ်ကောင်ပြေးပါလေအခုတော့မဟုတ်တော့ဘူး ready made ပဲကျွန်တော်တို့နော် hang me down ဘောချပီးစားမှာဆိုတော့ခက်ကနေလာပြီ ready made ဘာဘုတ်ချင်တယ်အခုအစင်တယ်ကျဲသေးလေးတက်လိုက်ရမယ် ready made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  စားတော့လေ first food junk food take away food အသင့်စားနိုင်တာဒီလမ်းပေးဝယ်စားရုံပဲအဲ့တော့ကျွန်တော်တို့ဘာဖြစ်လာလဲဆိုတော့ throw away စားပြီးလွန့်ပြစားပြီးလွန့်ပြစားပြီးလွန့်ပြချစ်သူနှစ်ယောက်မြမာတို့ရဲ့ချစ်ချင်းမြတ်တာယူမြေကြတေရဗန်တက်တဆုံးဆိုတော့ကျွန်တော်တို့မိဘဘိုးဘွားများရဲ့မြစ်တာအပေါ်ဇနီးသားသမီးအပေါ်ထားသောတစ္ဆာတရားတွေ သရိုးဝေးဖြစ်သွားရင်ဘယ်လိုလုပ်မလဲယူဆထားပြီးသရိုးဝေးလုပ်လိုက်ရင်ဘယ်လိုလုပ်မလဲအဲ့တော့ throwaway society ဖြစ်လာမှာကိုလူကြီးရဲ့ဆိုးတယ်ကျွန်တော်တို့လည်းဆိုးရင်တခါတုံးပြီးလွတ်ပြေးရတယ်လူဖွဲ့စည်းဖြစ်မှမသိဖြစ်လာရင်ကျွန်တော်တို့ယဉ်ကျေးမှုဘလောက်ကြီးတယ်ပဲပြောပြောတချင်ချင်းနဲ့နိုင်တယ်ယဉ်ကျေးမှုအစ်စ်တွေဟာကျွန်တော်တို့ကိုသွေးလို့ဆန်းတယ် that threw things away without using them again နောက်တစ်ခါထပ်ပြီးကျွန်တော်တို့သုံးလို့မရဘူးပြီးရင်လွှင့်ပလိုက်တယ်ဆိုတော့စိတ်ဓာတ်တွေတဖြည်းဖြည်းလူငယ်တွေကြားထဲဝင်လာတယ်ကျွန်တော်တို့အဖေဝတ်တဲ့စွတ်ကျေကအဖေဝတ်မရဘူးဆိုရေစစ်ဖြစ်သေးတယ်ရေစစ်ကဘလို့မှလုံမရတော့ဘူးဆိုအမေကတူပပေါ်ဝါလုပ်သေးတာတူပပေါ်ဝါကမှသုံးမရဘူးဆိုမိဖို့ချံရောက်တာ စုတ်ကြတဲ့သုံးနှစ်လောက်ကောင်းကောင်းသုံးရတယ်အင်မတန်မြန်နိုးကြတယ်ကိုယ့်ငါပစ္စည်းလေးအမြန်တမ်းမြန်နိုးကြတယ်ကိုယ်လင်သားသစ္စာရှိကြတယ်ကိုယ်ဇနီးပေါ်သစ္စာရှိတယ်တာသမီးတွေကိုဝေဝေမြတ်မြတ်ချစ်တယ်အင်မတန်ကြီးမားသောယဉ်ကျေးမှုသို့တော်လည်းပဲယဉ်ကျေးမှုအသက်တွေကကျွန်တော်တို့လာလာပြီးတကားကောက်တဲ့အခါ through with society ဖြစ်သွားမှာကျွန်တော်တို့သိဆိုတယ်ဒါကြောင့်ကျွန်တော်တို့ကလေးတွေလည်းပြစ်မတင်နဲ့နေ့စဉ်နဲ့မြတ်အသက်တွေပေါ်ထွန်းတယ် မျက်စိကမခံနိုင်ဘူးမျက်စိကမလိုက်နိုင်ဘူးနော်ဒါကိုကျွန်တော် visual chaos visual chaos ဖြစ်အမြင်ကတောင်းကနေဖြစ်ကုန်ပြီ